ကျမ်းမာတော်မူကြပါသော်ခင်ယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်သားရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တရချောင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတုံးကြီးချဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကလက်နက်တချို့နဲ့စစ်သားအလောင်းများပိတ်ဆို့ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ။အနေနဲ့အတိုင်းတရဲ့ချောင်းမြင်းနဲ့အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြပ်ပတ်စစ်တပ်ကသုံးကြိမ်ကြားဖြင့်တက်ခဲ့ရမှာစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများပိတ်ဆဲရရှိခဲ့ကြောင်းဒဝေခရိုင်တပ်ပေါင်းစုပြင်ကြားရေးတာဝန်ခံရဲဘော်ရှေ့လူကပြောဆိုပါလိမ့်။စက်တင်ဘာလ29ရက်နေ့မနက်စနေခင်းမှာတရဲ့ချောင်းမြင်းနဲ့ကြောက်လီကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြပ်ပတ်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့တွေကကြောက်ဖြန့်တက်ခဲ့ခဲ့ရမှာတနအိကတ်တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်ဗမာ ရဲဘော်တူကြောင့်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ30ရက်နေ့မှာလဲမနက်9နာရီခန့်မှစတဲ့ကည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်တူထပ်မံကြောင်းဆုံးခဲ့ကြောင်းသိရှိရပါတယ်။ရင်တီတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှကိုဦးသိမ်းဆုံးခဲ့ကခုနဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်းမှာကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံးရှုံးခဲ့ရပေမဲ့စစ်သားမတ်တာအလောင်းနဲ့ လက်နက်တချို့သိမ်းဆည်းနိုင်ကြကြောင်းရင်တက်ခဲမှုကိုတဝဲခရင်တပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘာလ၈ရက်နေ့မနက်7:45မိနစ်ခန့်မှာလဲတေချောင်းမြတ်နဲ့ပတက်ချောင်းကြီးကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဂျင်တီတွေတိုက်ပွဲအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းရင်တက်ခဲမှုကိုတဝဲခရင်တပေါင်းစုနဲ့ KNU တက်မှလေတရင်စနစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ကျွန်တော်တို့တဝဲခင်တပေါင်းစုအနေနဲ့အောင်ပွဲတွေစက်သက်ရဖို့ဆိုရင်အနောက်ကလက်နက်ခင်းရဲနဲ့ကြီးများများဖြည့်တင်ပေးနိုင်ဖို့ပြည်တွင်းပြည်ပထောက်ဖို့ရဲဘော်များတိတ်မကပူပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ငါနဲ့သားကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့ကြိုးစားအားထုတ်မှုအသီးအပွင့်တွေတိတ်မကမြင်လာရမှာဖြစ်ပါတယ်။ရှေ့ဆက်ပြီးစီး level မြင်လာနိုင်တဲ့အတွက်ပြည်သူများအလုံးစီးတတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေးကြောင်းတိုက်ခိုက်မှုတွေကျွမ်းလာရနိုင်တဲ့အတွက်အထူးကိစ္စစိုက်ကြဖို့ပြောခြင်းပါတယ်လို့ ဒဝေခင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဝန်ရှင်းတို့ကပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မြန်မာစစ်အုပ်စုကဒေါ်လာ3သန်း3ရွေ American Lobby Company တချို့ငားရဝါရဖြန့်လာမှုကိုစန့်ကျင်ရန်မြန်မာအတိုင်းဝိုင်းနဲ့မဟာမိတ်အဖွဲ့တရားကျော်က American Congress ကိုတရားဝင်စာပေးပို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ် American ပြည်ထောင်စုအခြေစိုက်မြန်မာအတိုင်းဝိုင်းအဖွဲ့အစည်းများနဲ့မဟာမိတ်အဖွဲ့အစည်းပေါင်းတရားကျော်ကမြန်မာစစ်အာဏာသိမ်းအဖွဲ့ရဲ့ American Lobby ငားရဝါရဖြန့်ရန်ကြိုးပမ်းခြင်းကို အမေရိကန်ကွန်ကရစ်ကစင့်ကျင်ပေးရန်တရားဝင်စာရေးသားဖေးဖို့တောင်းဆိုလိုက်ကြပါတယ်။မြန်မာစစ်တပ်ကအမေရိကန်လော်ဘီတွေကိုငားရန်ဝါဒဖြန့်ရန်ကြိုးပမ်းလာမှုကိုအတိအကထားကန့်ကွက်ကြကြောင်းအမေရိကန်ဒေါ်လာ3သန်းကျော်အသုံးပြု၍လော်ဘီငားရမ်းမှုကိုစက်ကျင်ရန်အမေရိကန်ကွန်ကရစ်ကိုတောင်းဆိုတဲ့အိတ်ဖွင့်ပေးစာပေးဖို့ခဲ့ကြောင်းအမေရိကန်ခြေဆိုင်မြန်မာအဖွဲ့အစည်းများမှတာဝန်ရှိသူများကပြောကြားပါတယ်။အဆိုပါအိတ်ဖွင့်ပေးစာကိုအော်တိုဘားလ28ရက်နေ့ရက်စွဲနဲ့ America အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီနဲ့ အောက်လွတ်တော်နိုင်ငံခြားရေးရာကော်မတီတို့ထံကိုလိမ့်မှုပေးပို့ခဲ့တယ်လို့သိရှိရပါတယ်။ American Congress ကိုပေးပို့တဲ့အိတ်ဖွင့်ပေးစာထဲမှာအကြံဖတ်စစ်အုပ်စုကလူမျိုးတုံးတပ်ဖြတ်မှုကျွလွန်ထားမှုနဲ့တရားမဝင်တဲ့ပုံရိပ်ကိုအဖက်ဆင်နိုင်ရတယ်။လိမ့်နယ်လှည့်ပြောင်းသောရွေးကောက်ပွဲကို American အကျိုးစီးပွားအတွက်လို့မာရင်စွာအကြောင်းပြရန် American ခြေစိုက် Lobby Company တွေကို American Dollar 3000ခန့်အသုံးပြုပြီးငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါလှုပ်ဆောင်ချက်အပေါ်မှာမြန်မာအတိုင်းဝိုင်းရဲ့ မာမိတ်ညာကများစွာစိုးရင်ပူပန်လျက်ရှိပါတယ်။ဒါအပြင်အကြံဖတ်ဆင်းအုပ်စုဟာရေကောက်ပွဲကိုယင်းညွတ်နှံမှုနဲ့ကုတန်းရောင်းဝယ်ရေးအတွက်တည်ငြိမ်သောပဝန်းကျင်ကိုပြန်လည်ဖန်တီးပေးနိုင်မယ်ဆိုတဲ့မာရွင်သောဇလန်းကိုဖျောက်ဝင်နေကြောင်းလက်တွေ့မှာတော့စစ်တပ်တည်တာနိုင်ငံတွင်းတည်ငြိမ်မှုမရှိခြင်းနဲ့စီးပွားရေးပြည်ရင်းကျင်းတို့ရဲ့အကြီးမားဆုံးသောတကူရဲသောအရေးမြစ်ဖြစ်ကြောင်းအကြံဖတ်အာဏာသိမ်းအဖွဲ့အားပြည်သူ့ရဲ့ခုခံတော်လှန်မှုကြောင့်နိုင်ငံရဲ့နေနေစင်ကရာဂိုင်းတို့ကြောက်ကြတာထင်းချုပ်ထားနိုင်တဲ့အတွက်ရေကောက်ပွဲဟာလည်း ကြီးမားသောကြာရှုံးမှုတစ်ခုထပ်မံဖြစ်ပေါ်လာမှဖြစ်တဲ့ပြင်ရွေးကောက်ပွဲကိုအတုံးချ၍စီယူချွေရဲ့ခိုင်မာတိဆောက်ရန်သာကြီးရွယ်ထားတဲ့အတွက်နိုင်ငံအဝေါ်အကြံဖတ်မှုများသာပုံမှုဖြစ်ပွားစေမှဖြစ်ကြောင်းအေးပွဲပေးဆောင်မှဖော်ပြထားပါတယ်။ဒါအပြင်အကြံဖတ်စစ်တပ်ကငားရန်ထားတဲ့လော်ဘီသမားတွေကမြန်မာနိုင်ငံရဲ့ရှာပမြေတရားစာတများရရှိရင်ဂရိပြည်တွေကျင်ရလဲအနှစ်သာရမရှိကြောင်းအဆိုပါတရားစာတတွေဟာခုခံတော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိတ်ချုပ်ထားတဲ့နေဆက်ဒေတာများမှရှိနေပြီးစေအုစုကတတုတွင်းများနဲ့တေယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုမထိန်ချုပ်နိုင်ကြောင်းအကြံဖတ်စေအုစုမှာရုရှားနဲ့တရုတ်နိုင်ငံတို့ထံမှစီးရီဗန်ဒါရင်းနဲ့တန်တမန်ကြီးအကာအကွယ်တွေကိုမိခိုနေရတီးကိုအိတ်ဖွင့်ပေးစာမှထောက်ပြတာက အာနာသိအဖွဲ့ကိုထောက်ခံကြည့်ဟာမြန်မာနိုင်ငံအပေါ်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုပုံမူခိုင်မာစည်းမဖြစ်ကြောင်းအတိပေးထားပါတယ်။ထို့ကြောင့် American Congress အနေနဲ့အာနာသိအဖွဲ့ရဲ့ဝါဒဖြန့်ချီမှုတွေနဲ့ လော်ဘီကျူပမှုတွေကိုပြက်ပြက်တတပိတ်ချရနေဘာမာအက်အပါဝင်မကြသေးမီကအတီးပြုတ်ထားတဲ့ brief ဘာမာအက်နဲ့အခြားဥပဒေမူကြမ်းများမှာမူဝါဒများကိုဆက်လက်ထောက်ခံရန်အိတ်ဖွင့်ပေးစာမှတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုပတ်အချမ်းမှာထိုင်းမိုဘိုင်းဖုန်းဆက်သွယ်ရေးကိုရဖြစ်ချက်နိုင်မှုကို drone နဲ့စစ်ဆေးခဲ့ကကြောက်ဖြန့်ရာဇဝတ်မှုများမှာထိုင်းဆက်သွယ်ရေးကိုရကိုအတုံးပြနိုင်ခြင်းရှိမှရှိဆက်စစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုန်းကမြို့နယ်စပ်တလျှောက်လုံးမှာထိုင်းမိုဘိုင်းဖုန်းကွန်ရက်နဲ့စစ်တွေရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများလွတ်တင်၍တိုက်တာပြီးကြောက်ဖြန့်ရာဇဝတ်မှုများမှာထိုင်းစစ်တွေရေးကွန်ရက်ကိုအုံပြုနိုင်ခြင်းရှိမရှိဒီကနေ့မှာစစ်ဆေးကြောင်းထိုင်းသတင်းရပေါ်တာတရင်ကဖော်ပြပါတယ်။ထိုင်းနိုင်ငံစစ်တွေရေးဆိုင်ရာကော်မရှင် NPTC အပါအဝင်ထိုင်းအာဏာပိုင်တွေကတိုက်ပွဲချမ်းမှာရှိတဲ့စစ်တွေရေးတာဝန်ရင်းများကရွှေကုန်းကိုဗတ်တီညီမြလိုင်းဆွဲအားနဲ့ စစ်နယ်ရရှိနိုင်ဒီကိုဒရုန်းပြန်တမ်း၍တိုက်တာခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံမှဝကြီးဌာနပေါင်းစုံပေါင်းဝဲတဲ့စူပေါင်းပွဲကရွှေကိုကိုရဲ့တစ်ဖက်ကမ်းမှရှိတဲ့ထိုင်းဘက်အချမ်းမှမိုဘိုင်းဖုန်းတာဝါတွေများနဲ့လိုင်းစရိုအအချက်ပြမှုများကိုစစ်ဆီးခဲ့ပြီးနောက်နေဆက်တလျှောက်မှာမိုဘိုင်းဖုန်းဝန်ဆောင်မှုအရေးအတွင်းနဲ့ရုံးမင်းအခြေအနေများကြားဖြတ်တဲ့ဆက်ဆက်တဲ့စိုက်ဘာရာဇဝတ်မှုများမှာထိုင်းဆက်သွယ်ရေးကွန်ရက်တွေကိုအတုံးပြုနိုင်ကြေးတွေကိုစစ်ဆီးခဲ့ကြကြောင်းအဆိုပါလုပ်ငန်းမှာထိုင်းဝန်ကြီးချုပ်ရဲ့အမိန့်အရ ထိုင်းဆက်သွယ်ရေးကော်မရှင်ကဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းဆက်သွယ်ရေးကော်မရှင် NPTC ကအနေများတဲ့နေဆက်ဒေတာတွေမှာဆက်သွယ်ရေးဝန်ဆောင်မှုများကိုရပ်ဆိုင်းရန်အစီအမံများအကောင့်တွေပေါ်ရန်ဆုံးဖြတ်ခဲ့ကြောင်း NPTC 2025ခုနှစ်ဩဂတ်လ30ရက်နေ့မှာတက်တန်းရှိနေသေးတဲ့ဆက်သွယ်ရေးလိုင်စင်ရသူများအတွက်ဤပညာဆိုင်ရာရပ်ဆိုင်းမှုများကိုကာကွယ်ရန်အစီအမံများနဲ့ပတ်သက်၍လည်းကြီးညာချက်တစ်စုံထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံမှာလူထုကိုကာကွယ်ရန် နည်းပညာဆိုင်ရာရာဇဝမှုများမှဖြစ်ပေါ်လာနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုကာကွယ်ရန်အတွက်အစီအမံရှိခုချမှတ်ခဲ့ကြောင်း NBTC ကနေဆက်ဒေတာတွေကိုကွင်းစစ်စစ်ဆေးမှုများပြုလုပ်မှာဖြစ်ပြီး NBTC ရဲ့အစီအမံများနဲ့ဆက်ဆက်ဥပဒေများကိုမလိုက်နာကြောင်းစစ်တွေရဲ့လိုင်စင်ရသူများတွေ့ရှိပါကဥပဒေအရအရေးယူမှုများထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။ထိုင်းကမြဝတီရွှေကုတ်ကိုကြားဖြတ် BGF ဂိတ်တွေတလျှောက်လုံးကိုဒရုန်းနဲ့ပြန်ပြီးဖုန်း signal ပေးထိလိုင်းယူထားလဲ Wi-Fi ကီးဘယ်ရီဗီနီယာကဖြတ်ပြီးတွေ့တန်းထားလေဆိုတာတက်လိုက်လိုင်းစကန်ဆက်နဲ့ဒရုန်းမှာတက်ပြီးလိုက်ရှာတာလုပ်တယ်လို့ပရင်စီတရင်ရှင်တွေကရှင်းပြပါတယ်။ဂျမနီမှာဖိုင်အာနာဘိုင်တွေကဒရုန်းနဲ့မြန်မာဘက်အချက်မှထိုင်းဆက်သွေးရေးတာဝါတိုင်းများကိုစစ်ဆေးခဲ့တဲ့အတွက် DKB, BGF, KNL, PC ဂိမ်းများထဲမှာဖုန်းလိုင်းများအကုန်ပိတ်ထားပြီးငြိမ်သက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖိုင်နိုင်ငံကက်ချနာဘူရီမှာ တရားမဝင်မြန်မာအလို့တမ25ဦးဖမ်းဆီးခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကက်ချနာပူရီခေမှာတရားမဝင်မြန်မာအလို့တမ25ဦးဖမ်းဆီးရရှိကြောင်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြပါတယ်။ဂျမနီနိုဝင်ဘာလ4ရက်နေ့တက်စီဆိုင်မှာရန်နာထားတဲ့ Picket Truck ကပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား25ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအစိုးရမြန်မာအလို့တမတွေကိုထိုင်းလက်ကအဖွဲ့ကမတင်ကား၍စစ်ဆေးရမှဖမ်းဆီးရရှိခြင်းဖြစ်ကြောင်းတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား18ဦးနဲ့အမျိုးသမီး9ဦးတို့ကိုကားပေါ်မှာတွေ့ရှိခဲ့ရကြောင်းသိရှိရပါတယ်။အဆိုပါတရားမဝင်မြန်မာအလုံးအားဖရဲတော်စုမတဆင့်ကင်ချနာပူရီကိုနေဆက်စစ်စည်ကိများကိုရှောင်ရှားပြီးကုန်းလန့်နဲ့ရေလန်းတောလန့်များအတိုင်းတရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တရားမဝင်မြန်မာအလုံးသမားတွေအားထိုင်းနိုင်ငံအတွင်းမှာအလုပ်လုပ်ကြရအတွက်ဝင်ရောက်လာခြင်းဖြစ်ပြီးတူအုပ်ကိုပွဲစားကားဖြင့်ထိုင်းပန်းငွေ2500ပြည့်ရာကြောင်း၎င်းတို့ကိုဥပဒေအရတရားစွဲဆိုအရေးယူပြီး ြင်းနေတဲ့ပေးမှာဖြစ်ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တရားမဝင်ကြော်ညာကြောင်း Miss Universe အလမေရီကိုထိုင်းရဲကဖမ်းဆီးခဲ့ပြီး MGI CEO နဲ့ NUT ဥက္ကဋ္ဌ Mr. Lewis is clerk license ကပါဝင်ခြင်းမရှိကြောင်းညှင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Miss Universe 2025ပြိုင်ပွဲအတွက်ရောက်ရှိနေတဲ့အလမေရီမှာတရားမဝင် online ကလောင်းကစား casino ကြော်ညာပေးနေတယ်လို့သူကတင်ကြားချက်ကြောင်း ထိုင်းရစ်တပ်ဖွဲ့မှဝင်ရောက်စီးနှင်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။94ကြိမ်မြောက်ကျင်းပမဲ့မေစကြဝဠာ Miss Universe 2025ပြိုင်ပွဲအတွက်ကမ္ဘာနိုင်ငံအသီးသီးကအလှမဲ့မြန်မာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေကြခြင်းဖြစ်ပါတယ်။ဂျင်းထဲမှာအလှမဲ့တချို့မှာ၎င်းတို့တဲခိုရနေရာများထဲမှာတရားမဝင် လောင်းကစားကြော်ညာများရိုက်ကူးနေတယ်လို့သတင်းပေးကြကြောင်းထိုင်းရစ်တပ်ဖွဲ့မှ Miss Universe ကိုဝင်ရောက်စီးနှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တို့လို့ရတွေ့ရာ ထိုင်းဥပဒေအရတရားမဝင်တယ်လို့နိုင်ငံအတွက်လဲဂုဏ်သိက္ခာများစွာထိခိုက်တယ်လို့ထိုင်းအာဏာပိုင်တွေမှပြောဆိုထားကြပါတယ်။ကျောင်းသားရိုက်ကူးရေးကိုဥစားသူမှ MUO Miss Universe Organization အဖွဲ့ထဲမှမက္ကဆီကိုနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် Mr. Rua Rancha Kentu ဖြစ်ကြောင်းထိုင်းရတဲ့ဖွဲ့ကပြောပါတယ်။အဆိုပါတရားမဝင်လုပ်ငန်းအတွက် Miss Grand International PLC MGIS CEO နဲ့70 Foot Miss University Thailand Asian Committee ရဲ့ဥက္ကဋ္ဌ နိုဝက်အစ္စလာပလိုင်စင်းကိုထိုင်းရတဲ့ဖွဲ့ကယနေ့မှခေါ်ယူဆစ်ဆီးခဲ့ပါတယ်။ဒုသာလဲ Miss Grand International က online casino လုပ်ငန်းများမှာပေါ်ဝင်ပတ်သက်မှုမရှိကြောင်းဥက္ကဋ္ဌနိုဝက်အစ္စလာပလိုင်စင်းကရေစကန်မှာထွက်ဆိုညင်းဆိုခဲ့ပါတယ်။ Miss Grand International Public Company Limited ဟာ online casino များနဲ့ဆက်စပ်တဲ့လုပ်ဆောင်ခြင်းများသို့မဟုတ်မြည်သည့်ကြော်ညာမျိုးကုန်များပေါ်ဝင်ပတ်သက်မှုမရှိကြောင်း Miss Universe Thailand ကထုတ်ပြန်ထားပါတယ်။ပြည်ပွဲဝင်အလှမယ်ရီကို online လောကစာကြော်ညာရိုက်ကူးတဲ့ Miss Universe Organization MU အဖွဲ့ရဲ့တပတ်သက်ဆောင်ရွက်ခြင်းတော်ဖြစ်ကြောင်း Miss Universe Thailand ကဆိုပါတယ်။ Miss Universe 2025ပြိုင်ပွဲကို MGI အဖွဲ့အစည်းရဲ့ကြီးကြပ်မှုအောက်ကနေအစီအစဉ်အတိုင်းဆက်လက်ကျင်းပသွားမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စံနှုတ်ပြလူအုပ်ကိုကာကွယ်ပေးကအကျဉ်းမဖတ်ရန်တာစီမှုကြောင့်ထောင်ကျခံခဲ့ရတဲ့ရေဘူးဆရာတော်ပြန်လည်တော်မူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ နေဦးတော်လည်းအစမှစစ်တပ်အနာသိမ်းမှုကိုဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေကိုကာကွယ်ပေးခဲ့တဲ့မိုးကုံမြို့ကရေဘူးစရာတော်ဦးအိမ်တဟနိုဝင်ဘာလ3ရက်နေ့ဂျမန်နီညကပြန်လည်တော်မူခဲ့တယ်လို့သိရှိရပါတယ်။ရေဘူးစရာတော်နဲ့လူသိများတဲ့စရာတော်ဦးအိမ်တဟစစ်အနာသိမ်းမှုအစိုးပိုင်းကလာပြီးမှမိုးကုံမြို့ပြည်သူလူထုဆန္ဒပြပွဲမှာစစ်တပ်လက်အောက်ခံရဲတွေကမြေကြီးယူဖို့အတုံးပြုတ်ကအကြမ်းဖက်ပြိုခွင်းစဉ်လူလူရှိကနေအကြမ်းမဖက်ဖို့တောင်းဆိုပေးခဲ့မှုကြောင့်2021ခုနှစ်မတ်လ17ရက်နေ့မှာ စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ရေဘူးစရာတော်ဟာတောင်တန်း၃နှစ်ချမှတ်ခံခဲ့ရပေမဲ့2021ခုနှစ်အော်တိုဘာလ16ရက်နေ့မှာလွတ်ငင်းနဲ့ပြန်လည်လွတ်လာပြီးနောက်အဲ့ဒီနောက်ပိုင်းကျမ်းမာရေးချွတ်ယွင်းလာခဲ့တယ်လို့သိရှိရပါတယ်။၂၀၀ကိုရှူဝါယံတော်လည်ရေးတဲ့မှာလည်းထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ရေဘူးစရာတော်ဟာထောင်ကလွတ်လာပေမဲ့ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေကိုခံစားခဲ့ရပြီးပြန်လည်တော်မူချိန်မှာတော်တော်55နှစ်ရှိပြီလို့သိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ဒေါဆောင်က၎င်းတည်တဲ့မာဝီဇယဖယားလူစီကောင်းရဲ့အမိန်ပေးစီယုံနေပြီးရွေးကောက်ပွဲမတိန်ဆောင်ရန်ဖယကုကုနေရာကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာခိုင်ခန့်မှုအရှိဆုံးလို့ကြွားလုံးထုတ်နေတဲ့၎င်းတည်ထားတဲ့မာရဝီဇယကျောက်စင်းကျူဖယားမှာလူစီကားစီရနဲ့နာမည်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရည်ရွယ်ကဖယကုလှုပ်ဆောင်နေကြောင်းသတင်းရင်းမြစ်များအရသိရှိရပါတယ်အဆိုပါဖယားမှာလူစီကားစီရ ပွဲလန်းသဘင်များနဲ့စီယုံတင်တွင်လှုပ်ဆောင်ရရှိသည်ကိုတွေ့ရှိရပါတယ်။ကဘာပေါ်မှာရှိတဲ့စကြင်ကြောက်သားထိုင်းတော်မှုဖျားများအနက်ညံတော်အမြင့်ဆုံးစစ်ကော်မရှင်ကထုတ်ပြန်ပြောဆိုထားခဲ့တဲ့မရဝီဇီယာဖျားကိုစတင်တေကြီးမှစတင်ဟာစစ်ကော်မရှင်လက်အောက်ခံနန်စီရဲ့ဝန်ထမ်းများမှမကြခနောက်ဆုတလို့မဖြစ်မနေလာရောက်ပူးမြော်နေရကြောင်းစုံစမ်းသိရှိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာမှအဖွဲ့အစည်းများ၎င်းတို့နဲ့နှီးဆက်သူများပြင်ကျောင်းသားကျောင်းသူတွေကိုပါ ခီးစဉ်ဇီးငင်းနဲ့ပူပေးနေသည်မြမရိုးရပွဲလန်းသဘင်တွေကိုလည်းအစိုးပါဖျားမှာပဲအတိတ်ကထားပြည်လို့လျက်ရှိပါတယ်အစိုးပါဖျားကိုစီကဇေးရန်လွတ်ဆောင်နေမှုအပြင်မကြမီ၎င်းတို့ပြည်လို့သွားရန်စီစဉ်နေတဲ့ရွေးကောက်ပွဲတက်ပါကြီးရွေ့စိုးရင်ဇေးများဖြစ်ဖျက်ကူကိုနေတာကိုတက်တွင်းတဲ့ရင်အရာကြားသိရကြောင်း CDM ပူကြီးစင်ယောကဆိုပါတယ်သူ့အနေနဲ့ရွေးကောက်ပွဲတွေအတင်းဆောင်ဖြစ်လာမလားလုံနေရင်လည်းဘယ်နေရာတွေကနေဘာဖြစ်အောင်လဲစတာတွေစိုးရင်နေတယ် ဲ့ဒါမို့ဖယကူကုနေတာလို့တက်ဖက်ကလူရီစီကကြားသိရတယ်လို့၎င်းက ARR time ကိုပြောပါတယ်။အာနာသိန်းဒီနောက်ယာယီတမရလို့မိမိကိုကိုသုံးနှုတ်နေတဲ့စစ်ကောင်းဆောင်အောင်ငွေကြေးတန်ပေါင်းများစွာကုန်ကြခံသုံးဆွေ၍၎င်းတို့ရုံးဆက်ရနေပြီးတော့တခိနာတီရီမြို့မှာရင်းပရကိုတည်ထားပြီးအမျက်စုတလို့ဂုံယူပြောဆိုလေးရှိပါတယ်။ရင်းပြင်စစ်ကောင်းဆောင်အောင်အင်အားပြင်းစကိုင်းကလေးလွတ်ကပ်ခြင်းကလည်းမရော့ဝီဇယဖယောက်ကိုတွေ့ရပြီးလီပြင်းတန်မြင်းငလင်တန်နဲ့ တဘာဝဘေးတံတို့ခံနိုင်မှုရှိစေရန်တည်ဆောက်ထားတဲ့အတွက်ထိခိုက်မှုလေပါခြင်းဖြစ်ကြောင်းကြွားဝါပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ KK Pack မှာရှိတဲ့အဆောက်အုံအလုံးဖောက်ခွဲဖြစ်စည်းမှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ပြည်ပြည်နယ်မြောက်ရီမြို့တောင်ဘက်က KK Pack စီမံကိန်းဝင်းမှာအခိုင်အမာတည်ဆောက်ထားတဲ့အဆောက်အုံ28လုံးအပါအဝင်အဆောက်အုံအလုံးကိုဖောက်ခွဲဖြစ်စည်းတော်မူရှိနေတယ်လို့ပြည်နယ်ကြားဆောင်တဲ့ PGF နဲ့52ကပြောပါတယ် PGF နဲ့52တယောက်က ခေခေဘက်ကတခုလုံးကိုဖြူမဘုံခွဲတာကအဲ့ဒီအထဲမှာကုံခွဲမှာဒီတိုက်28လုံးအကုန်လုံးကိုမိုက်ထောက်ပြီးမြေကြီးထဲပြောက်အောင်ဖြူချမှာ ဖြူချပြီးတော့ဒီခေခေဘက်ကြီးမရှိတော့ပါဘူးဆိုတဲ့ပုံစံလုံးမှာဒီမှာရှိတဲ့လူတွေကိုပေးပြန်လိုက်တယ်ဆိုတဲ့ပုံစံသူတို့လုံးမှာတန်ဖိုးရှိတဲ့ပစ္စည်းတွေကတော့မရှိတော့ဘူးမိကန်တတာတွေကအစသူတို့လူကြီးလမ်းကြောင်းလာတယ်ဆိုပြီးတိုက်ပေါ်မှာရှိတဲ့မိကန်တတာတွေကိုအရင်ဆုံးတဲ့တာအရင်ဆုံးကွန်ပျူတာတို့လက်တော့တို့ကြတော့ မော်ရင်မြင့်ကောင်းတဲ့ဟာရီကိုယူထားတယ်မကောင်းတဲ့ဟာရီကိုတော့ဗီဒီယိုဓာတ်ပုံရိုက်ပြီးဖြိုဖျက်ဖျက်ဆီးတဲ့ပုံစံလုံးမှာပေါ်လို့ဆိုပါတယ် KK Pack စီမံကိန်းအတွင်းကအွန်လိုင်းကြောက်ဖြန့်ငွေလေးလုပ်ငန်းလုပ်ကိုင်နေတဲ့အဆောင်တချို့ကိုအော်တိုပါလာ23ရက်နေ့ကစတင်ပြီးစစ်ကောင်စီတက်နဲ့ကရင်နယ်ကျောင်းဆောင်တက် PGF ကဝန်ဖောက်ခွဲဖျက်ဆီးခဲ့တာပါဒီလိုလုပ်တာဟာကြောက်ဖြန့်လုပ်ငန်းမှာစစ်တက်ကမပါဘူးဆိုတော့ကိုနိုင်ငံတကာကိုပြတ်တတ်ခြင်းလို့ဖြစ်တယ်လို့လိလာသူတွေကပြောပါတယ် KK Pack စီမံကိန်းအတွင်းက တန်ဖိုးရှိပစ္စည်းတွေရွှေ့ပြောင်းပြီးဖြစ်လို့အဆောက်အုံတွေအလုံးကိုဖြိုချဖြစ်စီမလို့ဌာနဆိုင်ရာနဲ့နှိစက်သူတယောက်ကပြောပါတယ်။ KK Pack စီမံကိန်းအတွင်းဈေးဆိုင်တွေဂိုလောင်တွေစီကံဆောက်လက်ဆအဆောက်အုံစုစုပေါင်း300လေးပါးကိုစစ်ကောင်စီတပ်ကစစ်ဆေးခဲ့ရမှာအလို့တမ2000ကျော်တွေ့ရှိခဲ့တဲ့ပြင် Starlink Internet ဆလောင်းအလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စေရမိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။နိုင်ငံတကာအမြင်မှာ KK Pack စီမံကိန်းမှာစစ်တပ်က ပါဝင်ပတ်သက်မှုမရှိတဲ့ပုံစံလုပ်ပြနေပေမဲ့လက်တွေ့မြေပြင်မှာတော့စစ်တပ်ကပါဝင်ပတ်သက်ခဲ့တယ်လို့စီရင်တရင်ရှိမြစ်တယောက်ကပြောပါတယ်။ KGPK နဲ့ပတ်သက်ပြီးစောက်ကင်တွေ့နေတဲ့အချိန်ကစတဲ့ပြီးတရုတ်တွေကိုသူကတခါတည်းခေါ်လာပြီးဖွက်လိုက်ပြီးတင်းလိုက်ပြီးနေရာတွေရွှေ့ပေးလိုက်တဲ့လက်ရှိ KGPK ကိုမိုက်ခွဲပောက်ခွဲဖျက်ဆီးတာကလည်းနိုင်ငံတကာအမြင်မှသူမပါဘူးဆိုတဲ့ပုံစံမျိုးပြတာအစိုးရပါဝင်ပတ်သက်မှုမရှိဘူးဆိုတဲ့ပုံစံမျိုးပြတာမြို့ဖွံ့ဖြိုးတိုးတက်ရေးပုံစံမျိုးနဲ့ ူကဒီလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ပြီးလုပ်လာတာလုပ်ရင်းလုပ်ရင်းတဖြည်းဖြည်းနဲ့ကြောင်ဖြန့်တွေဖြစ်လာတာအဲ့ဒီမှာလဲအစိုးရပါဝင်ပတ်သက်ခဲ့တာပဲအကုန်လုံးလို့ဆိုပါတယ်ကြောင်ဖြန့်ငွေလိမ်လုပ်ငန်းတွေကိုတောင်ရင်မြစ်ကန်တလျှောက်ကရွှေကုတ်ကိုမေတော်တလေးအင်ဂျင်မြိုင်ဧကတရားရွှေပရောင်မြိုင်ကြောက်ခတ်အေအေဆိုင်စတဲ့မီနီယာတွေမှာတရုတ်နိုင်ငံသားတွေကယင်းနီမြုံနေပြီးနေကြာဆောင်တက် BGF နဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKP တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားပါတယ် လက်ရှိမှာလည်းကရင်လက်နက်ကင်တပ်ဖွဲ့တွေကဥစားပြီးငွေရေးစေဝါကာစီနိုယုံအာဝါဒီယုံတွေကိုလုကင်နေတာကြောင့်ကရင်လူထုတွေဝိုင်းဝန်းပြီးဇနပြဖို့လိုတယ်လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။သူတို့အဖွဲ့အစည်းရဲ့လုပ်ရက်တွေကို ထောက်ခံစီလိုသောစန္ဒအားပေးစီလိုတဲ့စန္ဒနဲ့အကောင့်ထက်ပေါ်လှုပ်ဆောင်နေတဲ့လုပ်ငန်းရှင်တွေကလည်းမြို့နယ်ကြီးရွာအနှံ့မှာလှုပ်ဆောင်နေကြကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒီအပြင်တစ်ဖက်မှာလည်းငွေရေးစေဝါတွေကာစီနိုယုံတွေအာဝါဒီယုံတွေအချင်းချင်းလက်ဝါးရိုက်ပြီးတော့ မိုနိုပေါက်ဖွင့်နေတယ်လှုပ်ဆောင်နေတယ်ဆိုတာကိုလည်းမြင်တွေ့နေရပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ကရင်လူမျိုးတွေအားလုံးစဉ်းစားရမှာကဥဆောင်နေတဲ့ခေါင်းဆောင်ဘေးကိုဝိုင်းပြီးတော့တွန်းလှန်ဖို့လဲလိုသလိုဝိုင်းပြီးတော့လဲဆန္ဒပြဖို့လဲလိုတယ်လို့ဆိုပါတယ်။ KK Pack စီမံကိန်းတွင်ဖောက်ခွဲဖြစ်စီတာနဲ့ပတ်သက်ပြီး BGF တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမဲ့လက်ခံပြေဆိုတာမရှိပါဘူး။အော်တိုဘားလ22ရက်နေ့မနက်ပိုင်းကစတဲ့ပြီး KK Pack online ချပြလုပ်ငန်းကနေ နိုင်ငံတကာကလူသမားတွေထွက်ပြေးလာပြီးထိုင်းနိုင်ငံဘက်ချမ်းကိုတင်းရှောင်ခဲ့ကြပါတယ်။ကြပြန့်လုပ်ငန်းကနေထွက်ပြေးလာတဲ့ထောင်နဲ့ချီတဲ့ဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယားနဲ့အာဂျင်တီးနားနိုင်ငံသားတွေဟာမြောက်ရီမြို့ဘောလုံးကွင်း၊ BGF စကန်၊အော်ဇဘူလင်းဟိုတယ်၊မနစ်ကုန်သွယ်ရေးဆောင်မှာကိုလိုနီတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းနဲ့နိုင်ငံရေးစီရေးသတင်းသုံးသပ်ချက်တွေကတော့နိုင်ငံတကာမှာစီးပွားရေးကပြိုင်ရင်ပြိုင်မပြိုင်နိုင်ရင်ပေါင်းမပေါင်းနိုင်ရင်ထွက်ပဲ။ Trump အရှခီးစဉ်အတွင်းမှာအာဆီယံ၄နိုင်ငံအပြင်ဂျပန်နဲ့ပါမီရှာရီနဲ့ပတ်သက်ပြီးစာချုပ်ချုပ်တော့တာတွေ့ရပါတယ်။ရီကိုသက်စင်ထုတ်လုပ်လိုက်တဲ့မလေးရှားမီရှာကိုတဆင့်ခံအမေရိကန်ကိုပို့ပေးတဲ့အချိန်စီးပွားဖြစ်မီရှာထုတ်လုပ်ဖို့အလားအလာကောင်းတဲ့ဗီယက်နမ်နဲ့ဖိလစ်ပိုင်ကိုပါ Trump ချုပ်ဆိုသွားတာတွေ့ရပါတယ်။ဂျပန်ခီးစဉ်မှာလည်း Trump ကဂျပန်ဝန်ကြီးချုပ်တဲ့ဖြစ်တဲ့ဆနာအက်တကာအီချီနဲ့နိုင်ငံကုံတွေ့ရေးသဘောတူညီချက်အရချုပ်ဆိုခဲ့ပြီးဂျပန်ဘက်ကနေ ဒေါ်လာဘီလီယံ950နီးပါးယင်းနှိမ့်နှံ့ဖို့ကတိပြုမှုကိုရခဲ့ပါတယ်။ဂျပန်နဲ့လည်း risk ထုတ်လို့ဝယ်ယူဖို့သဘောတူခဲ့တယ်လို့သိရှိရပါတယ်။ Trump ရဲ့9ရက်မြောက်အာရှခီးစဉ်တောင်ကိုရီးယားကိုရောက်ရှိပြီးဘူဆန်မာတရုတ်သမ္မတရှီနဲ့တွေ့ဆုံခဲ့ပါတယ်။ American တရုတ်ကွန်စီအပေါ်မှာတိုးမြင့်ကောက်ခံမဲ့အခွန်နှုန်းထောက်ကိုမီရှာတက်တူ risk ကိုတနည်းလွတ်လပ်စွာဝယ်ယူခွင့်နဲ့ compromise လုပ်ခဲ့ပါတယ်။ကမ္ဘာရဲ့ဤပညာနေပင်မှာမရှိမဖြစ်ရှည်တန်းရောက်လာတဲ့ မြေရှားတပ်တို့ risk လို့ရနိုင်သမျှဝယ်ယူသက်စင်ထုတ်လုပ်ဖို့ Trump ရဲ့ဦးစားပေးထိတ်တန်းဖြစ်လာခဲ့ပါတယ်။ risk ကိုတရုတ်ကကမ္ဘာလုံးမှာ90ရာခိုင်နှုန်းထိအများဆုံးထုတ်လုပ်သက်စင်ရောင်းဝယ်ဖြန့်ချိနေပါတယ်။ဒါကို Trump ဦးဆောင်တဲ့ American ကတရုတ်စွန့်မှုခြေလှယ်နေတဲ့မြေရှားဈေးကွက်ထဲကိုပြန်ဆိုင်ဖို့ဝင်လာခဲ့ပုံရပါတယ်။တရုတ်နဲ့ American တောင်းမြေရှားတိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး2020မှာတစ်ခါ2025မှာတစ်ကြိမ် Trump vs. Xi ပြင်ဆိုင်မှုအထွတ်ထိပ်ရောက်ခဲ့တဲ့ကာလလို့ပြောရမယ်ထင်ပါတယ်၂0ခုနှစ်မှာတရုတ်ကကမ္ဘာစီးပွားရေးဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ဂျပန်ကိုဆွေးချပြီးနေရာယူနိုင်ခဲ့တာမီရှာတက်တူရစ်ကိုလက်နက်အဖြစ်အသုံးချခဲ့လို့ပါပဲတရုတ်ကမီရှာတက်တူရစ်နဲ့ပတ်သက်ရင်ရှေ့ရောက်နေပြီးစီးပွားရေးတိုးတက်ဖို့သာပထမဦးစားပေးဖြစ်တာကြောင့် EIA SIA ကိုဂရုမစိုက်ပဲမြေရှားတက်ဆင်မှုအပိုင်းမှာရှေ့ဆုံးပြနေပါတယ်။ကမ္ဘာမြေရှားဖြန့်ချီထုတ်လုပ်မှုရဲ့ 90ရာခိုင်နှုန်းကိုထိန်းချုပ်ထားတာကြောင့်မီရှာတက်စင်ထုတ်လုပ်တဲ့နည်းပညာရှိပေမဲ့ EIA SIA ကြောင့်ကက်ကက်ခံတိထားတဲ့ American ကစစ်ပတ်အစစ်မြင့်သုံးချစ်ပြားတွေနဲ့အကတနည်းပညာဆိုင်ရာမှာ၎င်းတို့ထုတ်လုပ်တဲ့ risk ကိုအသုံးပြုပြီး American နည်းပညာကုမ္ပဏီတွေရဲ့ mobile chip တွေမှာ EV ကား drone လေတာပိုင်နဲ့တခြားစက်မှုနည်းပညာတွေမှာတရုတ်ရောက်တဲ့ risk ကိုဝယ်သုံးရပါတယ်။ American က trade war trust တွေနဲ့အခွန်စည်းကြမ်းမှုလောက်တာတရုတ်ဘက်ကလည်း မြင်းရှာလက်နဲ့ကြိုက်ပြီးပြန်တုံပြန်တာကိုတန်ရနီးတွေနဲ့စီချင်းထိုးကြတာပါပဲဒေယုကစီးပွားရေးနဲ့ပတ်သက်ရင်ပရဲမရဲစီလေးရှိပြီးကိုတိုင်းပြည်ရဲ့ဂေဟာစနစ်ပြည့်စည်မှုကိုတိုင်းသူပြည်သားတွေအငတ်ပေးဆိုင်ရင်စန့်ကျင်တော်လှန်ခြင်းမရှိအောင်ရဲရဲဆက်ဆက်ဖိနေလေးရှိပါတယ်အိန္ဒိယနိုင်ငံငယ်တွေနဲ့ဒေတာရဲနိုင်ငံတွေကိုပါသူတို့ဩဇာတက်ရောက်အောင်ဒီနိုင်ငံတွေရဲ့အစိုးရအုပ်ချုပ်သူတွေဩဇာရှိသူတွေကိုဘက်ကပ်ပေးပြီး debt trap policy ကိုကျင့်သုံးပါတယ် တရုတ်ရဲ့ Middle Kingdom အယူအဆကလည်း England Road Initiative BRI ဖြစ်လာပြီး American ကိုကြော်တက်ဖို့ရှိက အကြံကြီးကြံလာခဲ့ပါတယ်။တိုင်းပြည်စီးပွားရေးအတွက်ဂေယပျက်စီးမှုတွေ၊ Fellow အင်အာနီတင်တက်ရောက်မှုတွေကိုလစ်လျူရှုပြီးခေတ်သစ်စီးပွားရေးကိုလိုနီစနစ်ကိုအတင်းရှိုက်သွင်းပါတယ်။ကမ္ဘာဝဂေယစနစ်ပျက်စီးလို့ကမ္ဘာလုံးက EIA SIA တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတဲ့မြေရှားတပ်တုတန့်စင်ထုတ်လုပ်ရေးမှာတရုတ်ကရှည်တန်းရောက်လို့ဇောနဲ့လက်ရဲဇက်ရဲလောက်ကင်ပြီး အကုန်နှုတ်ပိတ်သူတို့လိုချင်တဲ့အနေထားကိုရအောင်လုပ်ပါတယ်။ဥပမာအားဖြင့်ကမ္ဘာအကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ Three Gorge Dam ကိုတည်ဆောက်ခဲ့ပြီးကမ္ဘာကြီးရဲ့ဝင်ရောက်ကိုပါပြောင်းလဲခဲ့တယ်လို့လေ့လာအကြေခတ်သူတွေကဆိုကြပါတယ်။မြစ်သုံးသွဲရေအားလျှပ်စစ်စီမံကိန်းကနှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ရန်စီမြဝန်းရေကြီးမှုပျောက်ကွယ်စေခဲ့ပြီးလူတွေနဲ့အိုးအိမ်သိမ်းတဲ့ချီထိခိုက်ပျက်စီးခဲ့ကလေမြေများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။မြေရှားတက်တီရစ်ကိုထုတ်လို့ရမှာ တန့်စင်တဲ့နေရာမှာရှေ့ရောက်လို့သောဘီလို ethic တွေ EIA SIA တွေကိုမှဂီးမဆိုင်ပဲထုတ်လုပ်ခဲ့ပါတယ်။ထုတ်ယူခဲ့တဲ့မြေနေရာတွေတောင်တွေထဲမှာ acid တွေဓာတုဗေဒအကျဉ်းကျန်တွေကိုစနစ်တကျစွန့်ပြစ်ရင်ကုန်ကျစရများလို့ပေးရလက်ကန်လုပ်ခဲ့ပါတယ်။ဒီအကျိုးဆက်ကဒီပတ်ဝန်းကျင်ကတက်ရှိတက်မဲ့တွေအစိတ်တင်ပြီးမြေကြီးကပုံစိုးမြေဖြစ်သွားပါတယ်။အရင်ကပြည်တွင်းမှာအင်တိုက်အားတိုက်ထုတ်လုပ်ပြီးနောက်ပိုင်းမှာပြည်တွင်းနေရာအချို့မွန်ဂိုလီးယားနဲ့တိဘက်မှာကုန်ကျင်းထုတ်ပြီးပြည်တွင်းမှာတက်စင်တယ်။ တရုတ်ငွေလန်းခဲ့ပြီးကုန်သွေးစုပ်နေတဲ့နိုင်ငံတွေကနေကုန်ကျန်းတင်သွင်းပြီးတက်စင်ပါတယ်။တရုတ်အနေနဲ့မြေရှားတပ်တုကုန်ကျန်းကိုအဓိကအင်းကြီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်ဘက်ကနေရရှိပြီးစစ်ကောင်စီအာဏာသိမ်းပြီး2021-2024ထိတရုတ်အကောက်ခွန်စည်ရင်အရာတရုတ်ထုတ်လုပ်မှုရဲ့58ရာခိုင်နှုန်းရယူထားတာကိုကြည့်ရင်သိနိုင်ပါတယ်။တရားမဝင်တည်ဆောင်မှုနဲ့ဆိုရင်60ကျော်80အထိဖြစ်နိုင်တယ်ရှိပါတယ်။ကချင်ပြည်နယ်ပန်ဝါချီဖွေး ဆော့လော်မှာရှိတဲ့မြေရှားလောက်ကပေါင်း300ကျော်တည်ရှိလာပြီးကုန်ကျန်းထုတ်တဲ့အစစ်ကံပေါင်း2900ကျော်ကနေထုတ်ယူနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ပန်ဝါဒေသမြေရှားလောက်ကတွင်မှာတံပိုးကြီးမြေလေးမြေရှားဖြစ်တဲ့ Desperation နဲ့ Tabian ထွက်ရှိပြီးဈေးနှုန်းကလည်းမြောက်ပါတယ်။အရင်စစ်ကောင်စီလက်အောက်ကစကုံတိတ်ရင်းကတရုတ်ကမြေရှားကုန်ကျန်းကိုဘလောက်နှုန်းထားနဲ့တင်သွင်းနေလဲဆိုတာအတိအကျမသိရပေမဲ့2024ခုနှစ်အောက်တိုဘာလမှာ KIO KIA ကတရုတ်ကိုမက်ထရစ်တန်ကို အမေရိကန်ဒေါ်လာ4800ကျော်9000နီးပါးနဲ့ကောက်ခံနေတာဖြစ်ပါတယ်။လက်ရှိတရားဝင်ထုတ်ပြန်တဲ့ဈေးအရတနစ်ကုန်မက်ထရစ်တန်3000တထောင်တရုတ်ကိုတင်ပို့တာကြည့်ရင် KIA အနေနဲ့အကြံဖတ်စစ်တပ်ကိုတိုက်ဖို့ဗန်ဒါရေးအရာပြေဆုံးတောင်းတင်ပါတယ်။ကုန်ကြမ်းအနေနဲ့တနစ်ကိုဒေါ်လာ1ဘီလီယံဒီလောက်ရရှိရင်တန်ဆင်တဲ့ဤပညာရပြီးစက်ရုံအနေနဲ့ထုတ်လုပ်နိုင်ခဲ့ရင်တော့နိုင်ငံရေးအရစီးရေးအရစစ်ကောင်စီနဲ့ရင်ပေါင်တန်းရှင်ပြိုင်နိုင်မှာဖြစ်ပါတယ်။ တရုတ်အနေနဲ့အမေရိကန်နဲ့မြေရှားတပ်တူပြိုင်ပွဲမှာဥဆောင်ထားဖို့ဆိုရင်ကချင်ပြည်နယ်ကထွက်တဲ့ risk ကိုရရှိဖို့ KIO KIA နဲ့တင့်တင့်တဲ့အပေးယူလုပ်နိုင်မှသာရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ Trump ASEAN ခီးစဉ်မတိုင်မီ KIA နဲ့တရုတ်တို့ဒေါ်လာဘီလီယံနဲ့ချီမြေရှားတပ်တူတင်ပို့ဖို့သဘောတူညီချက်ရခဲ့ပါတယ်။ Trump မလေးရှားမြေနေနေချိန်မှာပဲတရုတ်ကကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့နေဆက်ကိတွေပြန်ဖွဲ့ပေးခဲ့ပါတယ်။ KIA ဘက်ကတော့ဒီနေဆက်ကိပြန်ဖွဲ့တဲ့ကိစ္စကိုမသိခဲ့ပါဘူး။ တရုတ်အညာကိုကင်ထားနိုင်တဲ့ KIA ကလည်းစီးရီးနိုင်ငံရေးနဲ့စီးပွားရေးကိုနှလန်းသွားဆက်ဆံရေးနဲ့တည်ဆောက်ပြီးအဖွဲ့အပိတ်ကစားလာတာကိုတွေ့ရှိရပါတယ်။စစ်ကောင်စီနဲ့ဆွေးနွေးဖို့နှစ်ဖက်နေရာရှာဖွေနေတယ်လို့သတင်းထွက်လာပြီးစစ် lobby တွေကဗမော်နဲ့ဖားကတ်မှာ KIA ပူးပေါင်းတပ်တွေအထိနာလို့စစ်ကောင်စီနဲ့အပြစ်ကက်ရစေးရေးစတင်ဆွေးနွေးလာတယ်လို့ lobby လုပ်နေကြပါတယ်။ဘယ်သူကအထက်စီးဘယ်သူကအောက်စီးဆိုတာသိကြပုံမရပဲကိုကန့်နဲ့တအောင်းလို့ထင်နေကြပုံကြပါတယ်။ တရုတ်ကြောက်တာ KIA စစ်ကောင်စီနဲ့ဆွေးနွေးဖို့လုပ်လာပေမဲ့ညှိနှိုင်းမှုကအဆင်ပြေမှာမဟုတ်ပါဘူး။မြေရှားထွက်တဲ့ပန်ဝါချိပွေပြင်းစစ်တပ်ချက်အရပူပြီးများတဲ့မြေရှားတပ်တုတိုက်ထွက်တဲ့မက်ဆီဒေတာကို KIA ထိန်းချုပ်ထားတဲ့အတွက်တရုတ်ကစစ်ကောင်စီထက် KIA ကိုသာဦးစားပေးရမယ့်အနေအထားရှိပါတယ်။ Trump က risk ကိုမဲလိုက်ရင် KIA ကိုတရုတ်ကပါစားပေးရလေဖြစ်ပြီးစစ်ကောင်စီဘေးရောက်ရုံတော်မှာကမြောင်းတဲ့ထုံးချတော့နိုင်လောက်မြေရှား risk ကအရေးပါလာပါတယ်။ ထရန့်ကမြန်မာအရေးဝေးစနဲ့ပတ်သက်ပြီးတခွန်းတပါရမ်းမြမပြောပေမဲ့အမေရိကန်နဲ့တရုတ်ကြားစီးပွားရေးစစ်ပွဲကိုယ်တိုင်မှာ risk ကိုကင်ထားနိုင်တဲ့ KIA ကအကြံဖတ်စစ်တပ်ကိုစီးရေးနိုင်ငံရေးအရာကုလနိုင်ထားနိုင်တယ်ဆိုတဲ့အခြေအနေကိုရောက်ရှိနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆွတ်လက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး ဒေါ်လာလေးတစ်ကိုချင်းတော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။